ကျွန်တော်တို့လူမျိုးကမက်ခိုင်နင်းဝေရဲ့ဓမိန်ကိုပပလီအရေးမှာလူသိရှင်ကြားပြောလိုက်မယ်။ရှော်ရရင်တော့မှကျွန်တော်ကိုယူတယ်။ခိုင်နင်းဝေဓမိန်ကိုရှော်ပေးရရင်တော့မှကျွန်တော်အမေဓမိန်ကပထမအဦးဆုံးဖြစ်ပြီးတော့ခိုင်နင်းဝေကျွန်တော်မိမဓမိန်ကဒုတိယဖြစ်ရင် ခိုင်နှင်းဝေထမေကိုကျွန်တော်တက်တရားအနေနဲ့ကျွန်တော်လျှော်ပေးလိုက်မယ်။သိတယ်။ပြည်သူတွေရဲ့လက်သုံးချောင်းတော်ထန်ရေးကိုလေရင်နဲ့ဘုံကျဲနေတော့မနိုင်တဲ့အောက်တန်းစားတွေမင်းတို့စစ်တပ်ကောင်တွေစောက်ချက်မရှိလို့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှ just like ပါတယ်အားလုံးကိုမင်္ဂလာရှိတော့နေနေခင်လေးပါလို့ရှိဥဆောင်လို့ဆက်လို့ပါတယ်အားလုံးလည်းရှိတဲ့နေရာတိတိမှ baking လို့ဆိုကျမ်းမှာကျမ်းမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီနေ့မှာကျွန်တော် April 10ရက်နေ့ January နေ့ရက်မနေ့ပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထူးများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့အတွက်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်ငလင်တန်ကြောင့်မြန်မာပြည်မှာ ာနောက်ဆုံးရအထူး data များကိုကြော်သိဆက်ပေးချင်တာဖြစ်ပါတယ်။ငလင်ကျောင်း April 9ရက်နေ့မနေ့ကမြန်မာစံတော်ချိန်9:00နာရီအထိကတော့စုစုပေါင်းတည်ဆုံသူ4346ဦးရှိလာပြီးထိခိုက်ဒဏ်ရာရရှိသူကတော့9830ဦးရှိလာပြီးပျောက်ဆုံးနေသူကတော့210ဦးနဲ့ကယ်ဆယ်ရရှိသူကတော့653ဦးရှိကြောင်း DVB data team မှာကောက်ယူစုဆောင်ထားသောဈေးတွေအရသိရှိရထားတာဖြစ်ပါတယ်။ကြချောဒါရီအလုံးကတော့ကျွန်တော်မနေ့ကမြန်မာပြည်မှာငလင်တန်းကျောင်းနောက်ဆုံးရလူစင်း update တွေပဲဖြစ်ပါတယ်။မြန်မာပြည်အမြန်ဆုံးပုံမှန်တိုင်းပ ြင်လဲပြီးမှလဲပတ်နိုင်ပါစေပြီးတော့ကိုယ်လွန်တော်တဲ့လူအလုံးရဲ့မိသားစုအများနဲ့အမြန်ဆုံးဖျားတခင်ကနှစ်တိတ်ပြနိုင်ပါစေလို့ပဲကျွန်တော်ဆုမတောင်းပေးချင်တာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ဒီမြန်မာပြည်မှာအခုချိန်မှာဖြစ်ပွားနေတဲ့ငလင်တန်ကြောင့်ကျွန်တော်မနီကတ်ဆလဲပဲမန္တလေးကိုနောက်ထပ်တစ်ပတ်ပြန်လဲပြီးမှတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရှိရထားတာဖြစ်ပါတယ်ဒီသတင်းကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်မန္တလေးမြို့တွင်ဧပြီလ9ရက်နေ့ညကအင်အားတိတာတွေနောက်စစ်တွင်းမြင်ငလင်လုတ်ခတ်သဖြင့်မြို့ခံအချို့တွေစိုးရင်ကလမ်းပေါ်သို့ပြန်ထွက်လာကြကြောင်းသိရှိရထားတာဖြစ်ပါတယ်ဧပြီလ9ရက်နေ့ည10:29မိနစ် အချိန်ခန့်တွင်မန္တလေးမြို့အနီးအုံချော်၌4.0အဆင့်ငလင်လှုပ်စင်မန္တလေး၌တိတိတတ်တာလှုပ်တော့ခဲ့ကြောင်းဒီသက်ခါများထံကနေသိရှိရထားတာဖြစ်ပါတယ်။မြင်းအောက်အနက်5ကီလိုမီတာကုဘဟုပြွ့ရလှုပ်ခြင်းဖြစ်ပြီးစကိုင်းငလင်ကြီး၏နောက်စစ်တွင်းငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်ဒတိပြုရများနှင့်အညီနေထိုင်ကြပါရန်အမျိုးသားညီညွတ်အစိုးရကလည်းဧပြီလ9ရက်နေ့တွင်ထုတ်ပြန်လာတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်မင်းညက်ကမန္တလေးမြို့ကဖြစ်စဉ်ပဲဖြစ်ပါတယ်။မင်းညက်ကဆိုရင်လည်းပဲကျွန်တော်ဒီငလင်တန်ပေါ့နော်4.0 level လောက်ကတော့မန္တလေးမြို့ကို လုံးဝကိုပြန်စော်တော့တာဖြစ်ပြီးမှလောလောဆယ်ပြည်သူတွေထိခိုက်တိဆုံးမှုကိုတော့ကျွန်တော်စရင်အရာမသိရှိရသေးပဲနဲ့အားလုံးကတော့ဘေးကင်းကြမယ်လို့ကျွန်တော်ယုံကြည်ထားတာဖြစ်ပါတယ်မန္တလေးမြို့သူမြို့သားများအားလုံးပဲရှိတဲ့နေတီတီမှာဂရုစိုက်ကြပါပြီးတော့အားလုံးရှိတဲ့နေတီတီမှာလည်းဘေးကင်းလုံခြုံဖို့အတွက်ကျွန်တော်ဆုမတောင်းပေးလည်းရှိပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်စီရေးပိုင်းနဲ့ပတ်သက်ပြီးမှနောက်ဆုံးအထူးသတင်းများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကတော့ဘုံမမျိုးတိမ့်တက်ပွင့်နဲ့ပတ်သက်ပြီးမှ KIA ရဲ့အထူးသတင်းကောက်ချုပ်ကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ကချင်ပြည်နယ်ဘန်းမော်မြို့တိမ့်တက်ပွင့်အတွင်းစစ်ကောင်စီဘက်ကနေအရာရှိ၈ဦးအပါအဝင်တပ်ဖွဲ့ ို့900နီးပါတီဆုံးပြောက်ဆုံးမှုရှိကြောင်းသိရှိရထားတာဖြစ်ပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ PKD ဒီဇင်ဘာလ24ရက်နေ့မှစမတ်လ25ရက်နေ့ထိပေးပို့ရေးစရင်အရာဗမော်တင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်496ဦးရှိပြီးအရာရှိ10ဦးပါဝင်ကြောင်းစစ်ရေးတင်းမြတ်မြတ်ထာမှသိရှိရထားတာဖြစ်ပါတယ်။စစ်တပ်က drone တွေအ धिक တုံးပြီးတိုက်ခိုက်လို့ KAA ဘက်ကထိခိုက်မှုရှိတယ်လို့စစ်ရုံးကောင်စီဘက်ကနေလည်းအရာချီပြီးမှတည်ဆုံမှုရှိတယ်လို့သိရှိရထားတာဖြစ်ပါတယ်။တရင်ဌာနချုပ်20လောက်ကိုပတ်တိုက်နေရတာမို့အချိန်ယူရပါတယ်လို့လည်းစ ီအန်တနီမြကပြောကြလာတာဖြစ်ပါတယ်။ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှဆိုလည်းပဲဗမော်မျိုးတိတ်တက်ပွေအတူစီရှုံးကောင်စီတက်ကနေအရာရှိရှိဦးအပါဝင်တပ်ဖွဲ့ဝင်900နီးပါးလောက်ကတော့မြေဩဇာဖြစ်သွားခဲ့တယ်လို့သိရှိရထားတာဖြစ်ပါတယ်။ဗမော်မျိုးကလည်း KIA ရဲ့အမြင်ဆုံးသိပိုက်နိုင်ပါစေလို့ဆုမတောင်းပေးတာပဲဖြစ်ပါတယ်။ဒီစစ်ထဲမှာပဲကျွန်တော်အခုချိန်မှာငင်းပွားမှုဖြစ်ပေါ်နေတဲ့ KIA နဲ့ TNL တို့နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထုတ်ကိုကြော်သစ်ဆက်ပေးချင်တာဖြစ်ပါတယ်။ချန်ပီယံမြောက်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့နယ်မြေငင်းပွားမှုကိုအခြေခံသောနိုင်ငံရေးပုတ်တိုက်မှုများနဲ့ပတ်သက်ပြီးကချင်လွတ်လပ်ရေးအဖွဲ့ KIOKA နဲ့ပ လောင်ပြည်နယ်လွတ်မြောက်ရေးတပ် OPSLFTN ရဲ့တို့အကြားဆွေးနွေးပွဲတရက်ပြုလုပ်သွားရန်ပြင်ဆင်နေကြောင်းသိရှိရထားတာဖြစ်ပါတယ် KIO နဲ့ PSLF နှစ်ဖွဲ့ဆွေးနွေးပွဲအတွက်ရှိပြင်းကြီးနိုင်ရည်မြတ်စတင်နေပါပြီတက်ဆိုင်ရာဒေတာအတွင်းရှိမိဘပြည်သူများနားလည်ကူညီပေးကြပါရန်နှင့် online သုံးဆွေးသူများမီဒီယာများအကြံပေးထောက်ပြလူသူများထံမှလည်းအပြုသဘောဆောင်သောကူညီပံ့ပိုးမှုများကိုမျှော်လင့်ပါ၏ဟုလူ့ဘူချုပ်ကြီးဂုံမော်ကတော့ပြောဆိုလာတာဖြစ်ပါတယ်အခုချိန်မှာဆွေးနွေးတော့ကျွန်တော် KIA နဲ့ TNL တို့ဖြစ်ပွားနေတဲ့အငင်းပွားမှုများအတွက်ရှိပြင်းကြီးနိုင်မှုများစတင်နေ ပြီးလို့ဘူမူချီဂွန်မော်ကတော့ပြောကြားလာတာဖြစ်ပါတယ်။ KL နဲ့ထင်တယ်လို့ကတော့ peace ယူတော့မယ်လို့ကျွန်တော်ဒီမှာတွေးရှိရထားတဲ့အတွက်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။ဗစစ်ထဲမှာဆွန်လည်းပဲကျွန်တော်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တိုင်းတပ်ပွဲရဲ့နောက်ဆုံးရအထူးသတင်းကောင်းများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ပြင်းစီတိုက်ပွဲအတွင်းစစ်ရုံးကောင်စီတပ်သား20လောက်ကတော့မီးဩဇာဖြစ်သွားခဲ့ပြီးလက်နက် Karen တွေကိုအရခတတူ AA ကဖမ်းဆီးရမိခဲ့တယ်လို့သိရှိရထားတာဖြစ်ပါတယ်။ကုန်းချွန်တိုင်းနယ်ပြင်းစီကြီးရွာအနီးအနားမှာဧပြီလ9ရက်မနေ့ကစစ်ကြောင်းထိုးလာတဲ့စစ်ရုံးကောင်စီစစ်ကြောင်းနဲ့ AA တို့တိုက်ပွဲပြင်းထန်စွာဖြစ် ပွားခဲ့တယ်လို့သိရှိရပြီးအဲ့ဒီတိုက်ပွဲတွေစစ်ရှုံးကောင်စီတပ်ဖွဲ့20လောက်ကတော့တိုက်ဆုံသွားခဲ့ပြီးလက်နက်ကဲရက်အချို့ကိုလည်းသိသိရမိထားတယ်လို့ဒီတက်ခံ CA တနင်းမြင်းအမျိုးသားတယောက်ကပြောကြားလာတာဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။မနေ့ကဆိုလည်းပဲကြောက်ဖြူမှာစစ်ရှုံးကောင်စီနဲ့ AA တို့ကတော့တိုက်ပွဲဖြစ်ပွားခဲ့ပြီးမှအဲ့ဒီတိုက်ပွဲတွေမှာစစ်ရှုံးကောင်စီ20ကျော်လောက်ကတော့မျိုးစားဖြစ်သွားခဲ့ပြီးမှ AA ကတော့လက်နက်ကဲရက်အများပြတ်ကိုသိမ်းပိုက်ရရှိထားတဲ့အတွက်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။ ဆလပီယိုကဆင်လည်းပဲကျွန်တော်တော်လိုင်းရဲ့အထူးသတင်းကောင်းအနေနဲ့အင်ဒိုမျိုးတင်းတဲ့ပွဲမှာနောက်ဆုံးရလာအထူးသတင်းကောင်းများကိုချက်သစ်ဆပေးချင်တာဖြစ်ပါတယ်။စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်ကတာခရိုင်အင်ဒိုမျိုးတင်းတဲ့ပွဲကနေထွက်ပြေးသွားတဲ့တက်မမူးနဲ့အတူစစ်အုပ်စုအဖွဲ့ဝင်190ကျော်ကိုဖမ်းဆီးရမိတယ်လို့စီးသတင်းမြစ်တူကပြောကြားလာတာဖြစ်ပါတယ်။ April 10ရက်နေ့ညပိုင်းမှာတော့အဲ့ဒီတက်မမူးနဲ့အဖွဲ့ကိုဖမ်းဆီးရမိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တူကအတည်ပြုပြောဆိုလာတာဖြစ်ပါတယ်။ယခုချိန်မှာကျွန်တော်တပ်ပေါ်မှာတွေးရှိနေရတာကတော့ကျွန်တော်ဒီအင်ဒိုမျိုးတင်းတဲ့ပွဲကနေကျွန်တော်တက်မမူးဖြစ်ပါတယ်။ဒီ ဲရီကိုတော့ကျွန်တော်တော်တော်တဖွဲ့တွေကတော့အရှင်လက်လက်ဖမ်းမိရထားပြီးမှစစ်ခွေးကောင်စစ်ပစ်ကနေလည်း190ကျော်လောက်ကိုဖမ်းဆီးရမိထားတယ်လို့ကျွန်တော်အင်ဒိုမျိုးတင်းတဲ့ပွဲရရလက်ပဲဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။စစ်ထဲမှာဆွန်လက်ပဲကျွန်တော်တော်လိုင်းရဲ့အထူးသတင်းကောင်းတစ်ခုကိုကြော်သစ်ဆက်ပေးချင်တာဖြစ်ပါတယ်။ချင်းညင်တော်နဲ့မဟာမိတ်တပ်တွေကချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ကိုအပိတသိမ်းပိုက်လိုက်ပြီးစစ်ရှုံးကောင်စီတွေကတော့တရားမှမရှိတော့ဘဲနဲ့အားလုံးဆင်းသွားပြီလို့ April 9ရက်နေ့မှာကြေညာလိုက်တာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာကျွန်တော်ຫນွေဦးတော်လိုင်းရင်းမှာတော်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့မြို့ပေါင်းကတော့အနည်းဆုံး ်ကူးစစ်ချက်မျိုးရှိလာပြီပဲဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှဆိုလည်းပဲကျွန်တော်ဖလန်မျိုးကိုကျွန်တော်တော်လန်တပ်ဖွဲ့တွေကတော့အပိတသိမ့်ပိုက်ထင်းချုပ်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်တော်လန်တပ်ဖွဲ့တွေသိမ့်ပိုက်တဲ့နေမြေတွေကတော့ခုချိန်မှာကူးစစ်ချက်မျိုးတော်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။တစ်ဆင့်တည်းမှဆိုလည်းပဲကျွန်တော်စစ်ရှုံးကောင်စီဘက်ကနေယူကပ်ပွေးနဲ့ပတ်သက်ပြီးမှနောက်ဆုံးရသူတို့ရဲ့ကြီးညာချက်ကိုကြော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်အင်အားပြင်းငလင်ကြောင့်ပြည်သူများစုရောစွာထိခိုက်ခံစားနေရချိန်တွင်ယူကပ်ပွေးကိုယခုနှစ်ဒီဇင်ဘာလတွင်ချင်းပတ်တော်မီဟုစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုယူကပ်ပွေးကော်မရှင် UE WEC မှကြီးညာကြောင်းဧပြီလ9ရက်နေ့တွင်စစ်ကောင်စီပိုင်းတင်းစာများတွင်ဖော်ပြထားတာဖြစ်ပါတယ်။ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အပိုင်း၄ပိုင်းခွဲပြီးကျင်းပတော်မည်ဟုမေအောင်လိုင်ကလည်းမတ်လ25ရက်နေ့တွင်ပြောဆိုခဲ့ပြီးနောက်ယခုအခါဒီဇင်ဘာလတွင်ကျင်းပမည်ဟု UEC မှထုတ်ဖော်ပြောဆိုလာခြင်းဖြစ်တယ်လို့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်။ယခုချိန်မှာဆိုရင်တော့ကျွန်တော်ပြည်သူပြည်သားများကတော့လုံးဝကိုငလင်တန်ကြောင့်ဒုက္ခတွေရောက်နေချိန်မှာစစ်ချုံးကောင်စီကတော့ရွေးကောက်ပွဲကိုလုတ်ကိုလုတ်မယ်ဆိုပြီးမှအခုချိန်မှာဆိုရင်လည်းဒီဇင်ဘာလတွင်မှလုံးရောမယ်ဆိုပြီးမှမ ေောက်လိုင်းရဲ့စစ်ခွေးကောင်စီတွေကတော့ကြီးညာချက်ပြုတ်လာပြီးမှအတည်ပြုပြောဆိုလာပြီးဖြစ်ပါတယ်ဒီကောင်တွေကတော့လုံးဝကိုလိုစိတ်မရှိတာဆိုတာကျွန်တော်ခုချိန်မှာတွေ့ရှိရထားတာဖြစ်ပါတယ်ပြည်သူတွေများကတော့ဒုက္ခရောက်ပြီးမှလုံးဝကို BN Dread တွေကိုလုံးဝကိုရှောင်နေရတဲ့ချိန်မှာဒီကောင်တွေကတော့ရွေးကောက်ပွဲကိုမဖြစ်မနေလုံးဖို့အတွက်အခုချိန်မှာ no ဆော်ပြီးမှပြောနေပေဖြစ်ပါတယ်အဲကြောင့်စစ်ရှုံးကောင်စီတွေအမြန်ဆုံးကြက်ရှုံးပါစေလို့ပဲကျွန်တော်တုံ့တက်ချက်ပြုတ်ချင်တာဖြစ်ပါတယ်ကေတာရီအားလုံးကတော့ကျွန်တော်ဒီနေ့ April 10နဲ့ January နဲ့မနေ့ပိုင်းအထူးသတင်းကောင်းမြတ်တဲ့အထူးသတင်းထုတ်များပဲဖြစ်ပါတယ်ကြာကျွန်တော်ဒီနေ့တော့ပထမအဆုံးနေတဲ့ကြီးရှင်းမဲ့ video ဖာကတော့အခုချိန်မှာနေမြင့်ငင်းပွားမှုဖြစ်ပွားနေတဲ့ KL နဲ့ TNL တို့ကတော့မကြခင်ချိန်မှာဆိုတော့ဆွေးနွေးမှုတွေစတင်တော့မယ်လို့ကျွန်တော်ဘူမူချီနော်ဘူကတော့မင်းညက်ကရုတ်တံဖာမှာပြောတော့တာဖြစ်ပါတယ်အခုချိန်မှာ KL နဲ့ TNL တို့ကတော့ဘာစီစီလို့ရှိပါတယ်ဘူမူချီနော်ဘူပြောကြတာကတော့ KIO နဲ့ PSLF တို့ဆုံးရှိနေတဲ့ဘော်တဲ့ရှိတယ်နည်းနည်းရဖို့ဒီဒီနဲ့ဒီလာကိုရမယ်ပါအမှအကျဉ်းတိဆုံးတာဖြစ်ပါရဲ့ကျေရုပ်ကေဟောပူစလေးဒီ ပီအက်စ်အရပ်ပူစရီဒီအဆူနီတဲ့ဆီမာရောအမရှိသေးပါဘူးအခုဘယ်လိုဆူနီနဲ့ဘာမှဆူနီနဲ့ဆိုတဲ့အကြောင်းအရာတွေကိုအကျိုးတင်တင်ရှင်းပြအတွက်ရှေ့ဒီဒီမရဖို့ဒီအဒီနေ့ပြုဆောင်တာဖြစ်ပါတယ်ဒါပေမဲ့ထိပ်ပိုင်းကိုယ်စားလှယ်တွေပဲချိန်တွေးကြမလဲဆိုတာကတော့ရှေ့ပြင်းညီနိုင်ရဲ့အဖွဲ့တွေတွေးဆွန်ဆွေးနွေးတဲ့အခြေအနေကိုမသိရသေးလို့မပြောနိုင်သေးဘူးလို့လည်းဆိုပါရစေ။ တရားဝင်နေကတော့လူတွေရဲ့အကျိုးကိုရှေးရှုပြီးအကောင်းဆုံးဖြေရဖို့မျှော်လင့်တယ်လို့တအောင်တက် BSLF TNL အနေနဲ့လည်းဒီလိုပဲမျှော်လင့်ထားလိုက်မယ်လို့ယုံကြည်တယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။အဲဒီကတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အဲအကျိုးကိုရောဂိုးမှုမှအကောင်းဆုံးဖြစ်အောင်ဒီမဲ့ဖို့ကတော့တစ်ဖက်ကျွန်တော်ပေါ့။ BSLF ဘုကရောကေရောဘုကရော ဒီဒီပါတယ်လို့ပါတီလို့တော့ကျင်ပါတယ်နော်ဒီကတော့ comfort ဖြစ်အောင်ပေါ့နော်ဒီချင်းနေနဲ့ပတ်သက်လို့ TNL ဘက်ကိုဆက်သွယ်မေးမြန်းဖို့စူးစမ်းပေးမယ်ဆက်သွယ်လို့မရသေးပါဘူး channel လေးပြောခွင့်ရလူရည်ဦးကတော့ prepare ကတွေပြင်လည်နိုင်မှုနှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေးစူးစမ်းနေတယ်လို့ပြီးခဲ့တဲ့ match လကုန်ပိုင်းက DB ကိုပြောဆိုထားပါတယ် ဒေါက်တာကိုလေးစားဆက်ကောင်းတဲ့ KIA ဘူမူချင်တော်ဘူပဲဖြစ်ပါတယ်အခုချိန်မှာဆိုတော့နေမြင်ငင်းပွားမှုတွေဖြစ်ပွားနေတဲ့ KIA နဲ့ TNL တို့ကတော့မကြခင်ချိန်မှာဖြစ်စီတော့မယ်ပြီးတော့သူတို့ကတော့ဆွေးနွေးမှုတွေစတင်တော့မယ်လို့ကျွန်တော်ဒီမှာတွေ့ရှိရထားတဲ့အတွက်ဒေါ်လိုက်တဖွဲ့တွေတော်လည်းအင်မတန်မှတင်းကောင်းဖြစ်တယ်လို့ပြည်သူပြည်သားမြတ်တို့လည်းတင်းကောင်းဖြစ်ပါတယ်လို့ပဲကျွန်တော်သုံးသပ်ချက်ပြုချင်တာဖြစ်ပါတယ်အလုံးကရော KIA နဲ့ TNL တို့ဆွေးနွေးတာကောင်းလဲလို့ထင်လားမကောင်းဘူးလို့ထင်လားခွန်မင်းမှရေးပြပါနော်အစ်စ်ထဲမှာဆွန်လည်းပဲကျွန်တော်စီရှုံးကောင်စီရဲ့နောက်ဆုံးရအထူးတင်းထူးတစ်ခုကိုကျွန်တော်သက်ပေးချင်တာဖြစ်ပါတယ်မနေ့ကဆွန်လည်းပဲကျွန်တော်မန္တလေး Great World Hotel ကနေမွေးရစီဝအများပြက်ကိုတွေ့ရှိ ိရတယ်လို့သိရှိရပြီးမန္တလေးတိုင်းဘုတ်ကတော့အခုချိန်မှာမင်းလောင်နေပြီးမှ Captain Senior ကတော့ဘယ်လိုမျိုးသုံးသက်ချက်ပြုပြီးမှပြောလာတယ်လဲဒီမှာနားဆင်လိုက်ပါဦးကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ် AB လ4ရက်ဗုဒ္ဓနေ့ညနေခင်းစည်ရဲတဲ့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာပဲဖြစ်ပါတယ်မန္တလေး Great Wall Hotel အောက်ဆုံးထပ်မှာဝိရစေဝအမျိုးအစားအများအပြားတွေ့ရတယ်လို့ဆိုပါတယ် ဖြစ်နိုင်ကြီးများပါတယ်။ငလင်ဖေးတံတဲ့ကေဇယ်ရေးအဖွဲ့ကြီးရှာဖွေကေဇယ်ဖို့လောက်တာကိုလည်းတားမြစ်ထားတယ်လို့သိရပါတယ်။ပိုင်ရှင်ဘသူလဲမန်လေးတန်နယ်မှုဘာဖြစ်သွားနိုင်ကြလဲ။တိုင်းမှုလဲဖင်ချိန်ပြီးပြုတ်စော်နန်းနေလောက်ပြီးထင်ပါတယ်။တကယ်တမ်းကနိုင်ငံတကာကူညီကေဇယ်ရေးအဖွဲ့ကြီးတွေ့သွားသင်းတာဖြစ်ပါတယ်။ Great World Hotel ဟာ88လမ်းနဲ့42လမ်းထောက်မှာရှိတာဖြစ်ပြီးမန္တလေးကိုအဝင်ဖြစ်စေအထွက်ဖြစ်စေအမြင်မြင်တွေ့နေကြဖြစ်ပါတယ်။ယခု2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နောက်ပိုင်းကလည်း မင်းကြီးရန်အောင်လားခါခွေး120တန်းထဲမှာအင်းဂူတောင်တစ်ခုမှာ WY အမတ်စိတ်ပါစိတ်ကြွမူရစေပြတန်နဲ့ချီပြီးဖမ်းမိထားတာရှိပါတယ်ဖမ်းလို့ရမယ့်ပမာဏများလို့ပိုင်ရှင်မဲ့လောက်ထားပြီးတရင်ဖုံးထားတာဖြစ်ပါဒီတရင်ကိုပြီးခဲ့တဲ့မလ22ရက်နေ့ခရေကရရှိခဲ့တာဖြစ်ပြီး ခုလိုအချိန်မှာတခါတည်းလူစုံတော့ရှင်းပြပေးရခြင်းဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တွန်လိုင်းကပတိန်စင်ရောပြောတယ်လို့ပဲကျွန်တော်ခုချိန်မှာမန္တလေး great world hotel မှာမွေးစည်းဝါအများပြားကိုဒီဆစ်ရှုံးကောင်စီတွေကတော့လုံးဝကိုဖွတ်ထားနေတာကိုကျွန်တော်ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်ပြီးတော့ခုချိန်မှာဆိုတော့မန္တလေးတိုင်းမကတော့အခြားနိုင်ငံဘက်ကနေကယ်ဆယ်ရေးအသင်းတွေကိုလည်းဒီ great world hotel ကိုရှင်းလင်းဖို့အတွက်လုံးဝကိုမလာခိုင်းဘူးတားမြစ်တယ်ဆိုတာတွေ့ရှိရထားတာဖြစ်ပါတယ်ဒီကောင်တွေကတော့လုံးဝကိုတခုခုကိုဖုံးကွယ်နေပြီးဆိုတော့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်အဲဒါကြောင့်ဆစ်ရှုံးကောင်စီတွေအမြန်ဆုံးကြက်ရှုံးပါစေမန္တလေးတိုင်းမလည်းခုချိန်မှာမီးလောင်နေပြီးတဲ့ကယ်ဒီကောင်ပဲဟူပြေးရမလဲဆိုတာကိုပဲကျွန်တော်စောင့်ကြည့် ဖို့ပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကဆင်နမ်ဘတ်ကျောင်းစီရှုံးကောင်စီကတော့ဟိုတနေ့ကဒီကောင်တွေကတော့ကြီးညာထားတာဖြစ်ပါတယ်ဒါကတော့ဘာလဲဆိုတော့အပြစ်ကတွေကိုရက်20တိတိကိုရက်တက်မယ်ဘာဖြစ်လို့လဲဆိုတော့ငလီနန်တို့ကြောင့်ပြည်သူတွေကိုစာနယ်တဲ့အနေနဲ့လူကောင်တွေကပြောနေပြီမယ်ကျွန်တော်မနေ့ကဆင်လည်းပဲကြီးရွာချုပ်ကိုစီရှုံးကောင်စီကဘုံချက်တိုက်ခိုက်မှုတွေကြောင့်ကလေးတွေပါကျွန်တော်ပြည်သူပြည်သားများအားလုံးကတော့လုံးဝကိုကွယ်လွန်သွားတာဖြစ်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးမှကုစီကတော့စီရှုံးကောင်စီကိုဘယ်လိုဒဲဆိုပြီးမှဘယ်လိုဒဲပြောလိုက်တယ်လဲစီရှုံးကောင်စီဘယ်လောက်ယုံပါတယ်လဲဒီမှာကုစီပြောတာကိုနားဆင်လိုက်ပါဦး ရက်ဆက်လိုက်ကြတာပြောစရာစကလုံးတောင်မရှိတော့ငလျင်ကြောက်ပေတင်ပျက်စီးတာအလောင်းတောင်အခုထိမကုန်သေးဘူးကဲထုတ်နေကြတာနော်အခုဝန်းတို့ရဝန်းတို့နမ်ခန်းရွာကိုစစ်တပ်ကနှစ်ကြိမ်ဘုံကျဲတာခလေးငယ်လေးတွေကအပါအဝင်ပြည်သူ20ကျော်အကုန်ပေးကုန်တယ်အလောင်းတွေပုံထက်နေတယ်ဟာတော်ရဲ့စက်တကယ်ဒီလူတွေရင်ထဲမှာလေငါတို့တားသမီးငါတို့ညီကောင်မောင်နှမဆိုလဲစိတ်မျိုးလောက်တော့မတွေးဘူးလားမသိဘူးဒီ PDS စကမ်းမို့လို့တိုင်းနာလက်နက်ကိုင်စကမ်းမို့လို့ဒါမှမဟုတ် PDS တွေဝင်နေရှိတဲ့နေရာမို့လို့ကျဲချိုင် တော်သေးတယ်အခုကဘာမှမဆိုင်ဘဲနဲ့တီးသူလူတို့နေတဲ့ရွာပေါ်ကိုကျဲချတာဟုတ်တယ်ကစင်းနေတယ်လက်ယောက်ျားကိုလည်းယောက်ျားတော်နိုင်အင်အားစုဒီဘက်ကတီးသူတွေရဲ့ယောက်ျားတွေကတော့ရရလက်နဲ့ဆွဲကင်ပြီးတော့တိုက်ပွဲဝင်ကြတယ်ဟွန်းဟုတ်တယ်စစ်တပ်ကကောင်တွေကိုယ့်ကိုယောက်ျားဆိုရင်ယောက်ျားလိုပြန်တိုက်လေဒက်တဲ့ချင်းပြန်တိုက်ပေါ့ဟုတ်တယ်ဘာဖြစ်လို့မဆိုင်နဲ့ခလေးတငယ်တွေတက်ကြီးရိုးတွေကြီးရွာတွေကိုဘုံကျဲချပြီးမိရှုတွေအလုပ်ကိုလုပ်ရတယ်ဟုတ်တယ်တော်တော်အောင်တန်းစားတယ်လို့ပြောရင်ဟိုစကန်လုံးကလှနေသေးတယ်မတန်သေးဘူးအောက်တန်းစားထက် ပို့ပြီးတော့ရုတ်ညံ့တဲ့စကလုံးရှိရင်အဲ့ဒီကောင်တွေကိုတုံးရမယ်ဟုတ်တယ်လို့အခုဆိုချင်ဒါကြီးကမှန်တိတယ်อืมဒီလိုမျိုးလုပ်ခဲ့တာဒီပထမချိန်မဟုတ်ဘူးဟုတ်တယ်အဲ့တော့ဒီငလျင်ကာလမှာအပြစ်ရက်တယ်တဲ့ရက်20တဲ့อืมနော်အပြစ်ရက်တယ်ရက်20မင်းမင်းအောင်ဆိုင်အပါဝင်အဲ့သူတို့စစ်ဖို့ချုပ်နော်ဟာတယ်ပါဇက်နဲ့ဟာတွေကပြောနေပြီမဲ့တကယ်လက်တွေ့မှာဘာဖြစ်လဲอืมအကုန်ပြစ်နေတာပဲဟုတ်တယ်အကုန်ပြစ်နေဗန်နီယာကိုလေချောင်းမနဲ့ကြိမ်အကုန်လုံး record တွေရှိတယ်อืมဒါပေမဲ့သူတို့ပြန်ပြီးတော့ဖာကြလိုက်သေးတယ်ဗာအဲစစ်ကောင်စီကလည်းအပြစ်ရထားပေမဲ့ ဒီ PDF တွေရဲ့တိုင်းသားလက်နက်ကင်တွေကသူတို့ပစ်လို့သူတို့ပြန်ပစ်ကြတာပါ။ဟောဟုတ်တယ်ဒီကောင်တွေကအောက်ခြေမှာရှိတဲ့ပြည်သူတွေကသူတို့ပြောတိုင်းလက်ခံတာကိုဘဒုဘုံရင်လာကျဲွားလို့ဘဒုကပြန်ပစ်ကြတာပြည်သူတွေကသိနေတယ်လေဗျာ။ဟုတ်တယ်သိတယ်။ပြည်သူတွေရဲ့လက်သုံးချောင်းတော်လှန်ရေးကိုလေရင်နဲ့ဘုံကျဲနေတော့မနိုင်တဲ့အောက်တန်းစားတွေမင်းတို့စစ်တပ်ကောင်တွေစောက်ချက်မရှိလို့ဟာဟုတ်တယ်လုံးဝမရှိရတယ်။စစ်သားကြီးတော်လိုင်းရေးစံကစားမှာဘာမှမရှိဘူးလက်သုံးချောင်းနဲ့စံနှပြနေတဲ့ပြည်သူရဲဆက်ဖြိုခွင်းတဲ့အချိန်မှာမီးလောင်ဘုံတွေပြစ်တဲ့အချိန်မှာဘာလုပ်လဲစက်တောင်ရိုက်တဲ့ဗတ်တန်နဲ့ အဲဒါဟုတ်ဘုံတော့ဒိုင်းတစ်ခုလောက်ပြီးတော့ခေါင်းဆုပ်ပြီးတော့အဲ့ဒီပတ်တန်နဲ့အဲ့ဒီမီးခိုးဘုံတွေကိုပြန်ပြန်ပြီးတော့ပြတ်ထုတ်လာမယ်ဒီပုံတွေကခုထွက်လာသေးတယ်ဟုတ်တယ်နော်အဲ့ဒီအနေထားကလေအခုကျွန်တော်တို့ online ဘယ်ထိရောက်လာပြီမောင်းပြန်တွေကိုကိုကိုတိုင်းထုတ်လုပ်တီထွင်နိုင်နေပြီဒရုန်းတွေကိုကိုတိုင်းတီထွင်နိုင်နေပြီကျွန်တော်တို့ online အင်အားစုတွေအားလုံးကလက်နက်တွေရှိနေပြီဟုတ်တယ်နော်အဲ့တော့အဲ့ဒီသူသူမီးလေးမောင်းပြန်လေးကင်ထားတဲ့ဒီ PDL လေး၄၅၀ရောက်လောက်ကိုမနိုင်တာနဲ့အခုလိုအပြစ်မဲ့တဲ့အရွယ်မရောက်သေးတဲ့ကလေးတငယ်တွေအပါဝင်အပြစ်မဲ့တဲ့ပြည်သူတွေအပေါ်ကိုဘုံကျဲချပစ်တဲ့လောက်ရဟာ တိုင်းပြည်ကိုကာဝယ်စောက်ရှောက်တဲ့စစ်တပ်တစ်ခုရဲ့လုပ်ရက်လားอาจารย์พัดมาสิตวยจั่วนี่เลิกยัดล่ะอืมเออปิดดูโกอาจารย์พัดนี่ล่ะนี่บดุแลพะยะชิ้นมาเลยだจังหมดอะกูดิโลกิสสะမျိုးนี่โกနိုင်ငံတကာကို ကြခုချိန်မှာကျွန်တော်ကျောင်းကိုစီပြောသလိုပဲစီချုံးကောင်စီကတော့လုံးဝကိုသူတို့ပြောဆိုကားကိုမတီးဘူးဖြစ်ပါတယ်ဒီကောင်တွေကတော့ငလင်တန်ကြောင့်ပေါ့နော်ပြည်သူတွေကိုစာနာတဲ့အနေနဲ့အပြစ်ခတ်ရက်စင်းမှုတွေကိုကျွန်တော်ရက်နေပါတယ်ဒါပေမဲ့ PDF တွေကတော့တိုက်ခိုက်နေဆဲပါဆိုတော့ဒီကောင်တွေကတော့ဝါရတွေဖြစ်နေပြီမယ်မနေ့ကဆိုလည်းပဲနိုင်ခမ်းရွာကိုဒီကောင်တွေကတော့လုံးဝကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ပြီးမှကျွန်တော်တို့ပြည်သူပြည်သားအများပြက်နဲ့ကလေးများဆိုကတော့ကိုယ်လွန်သွားတာဖြစ်ပါတယ်အဲကြောင့်ဒီလူစိတ်မရှိတဲ့စီချုံးကောင်စီတွေအားလုံးအမြန်ဆုံးကြရှုံးပါစေလို့ပဲကျွန်တော်တုံ့တက်ချက်ပြုချင်တာဖြစ်ပါတယ်ကိုစီပြောတာကိုလည်းကျွန်တော်100%ထောက်ခံပါတယ်ထက်လက်ပြီးတော့ကဆိုလည်းပဲကျွန်တော်မနေ့ကဆိုလည်းပဲထုံးစံတိုင်ပေါ် ောမဇော်ခွေးဟာမရတက်လာပြီးမှဘောမများကလည်းဘောဟင်းကိုအခုချိန်မှာတိုက်ခိုက်နေပြီဆိုပြီးတော့ဒီကောင်ကတော့ကြောက်နေပြီးမှလောင်နေပြီးမှခိုင်နင်းဝေကိုလည်းဒီကောင်ကတော့ထမိန်လျှော်ပြီးမယ်ဆိုပြီးတော့ဒီကောင်ဘာတွေပြောတယ်လဲဘောဟင်းရဲ့ပောက်ခွေးခါကိုကြည့်လိုက်ပါဦးအော်ကျွန်တော်တို့တရားနိုင်ငံအဲ့တော့အင်းပြောပါဦးကျွန်တော်ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအင်းကျွန်တော်တို့အတွက်တော့မပြောတော့ပါဘူးနော်ကျွန်တော်အတွက်တော့မပြောတော့ပါဘူးကျွန်တော်ဆိုလည်းအတိုက်ခိုက်ကြတယ်အတိုက်ခိုက်တာကဟိုတက်မလို့ကကอืมလူတွေလည်းကျွန်တော်တို့တိုက်ခိုက်တယ်เนาะ ဟိုကျွန်တော်တို့ကဟိုတက်မလို့ထဲမှာကြီးပြင်းလာတဲ့လူတွေဖြစ်တဲ့အတွက်တော့တက်မလို့တွေကတိတ်ပြီးတော့ဗောနော်အဲဘ uh, ောမချင်းချင်းကိုက်နေပြီအချောင်းနေကပေါ့နော်ကျွန်တော်ကနားလေတာပေါ့တက်မလို့တဲ့မှာရှိတဲ့အရာရှိအရာခံအကျက်စစ်သည်အပွင့်အကတ်အမ်တိုင်းမူအမ်ဥမာတကူဂျီဝမ်ဗျူဟာမူအဲရှိကြတာပဲအဓိကတော့ကိုကိုရန်လက်ပြလုံဖို့လိုတယ်ကျွန်တော်ဆိုတာလေအင်း ဒါတနိုင်ငံလုံးသိတယ်တိုင်းပြည်လုံးသိတယ်ကျွန်တော်ဘာလုပ်နေဆိုတာသိတယ်ကျွန်တော်နိုင်ငံရဲ့လူမျိုးဘယ်လောက်ချစ်တယ်တွေ့မှာပါပဲကျွန်တော်လိုလူမျိုးကမက်ခိုင်နင်းဝေရဲ့ဓမိန်ကိုပပလီအရေးမှာလူသိရှင်ကြားပြောလိုက်မယ်ရှော်ရရင်တော့မှကျွန်တော်ကိုယူတယ်လူတွေဘာလို့မက်ခိုင်နင်းဝေကိုအဲ့လိုပြောကြတာလဲဖြူဖြူထွေးတို့ခိုင်နင်းဝေဓမိန်ကိုရှော်ပေးရရင်တော့မှကျွန်တော်အမေဓမိန်ကပထမအဦးဆုံးဖြစ်ပြီးတော့ခိုင်နင်းဝေကျွန်တော်မိမဓမိန်ကဒုတိယဖြစ်ရင် ခိုင်နှင်းဝေထမေကိုကျွန်တော်တတရားအရင်နဲ့ကျွန်တော်လျှော်ပေးလိုက်မယ် ကဲအမှကြာရနော်ခိုင်နေဝင်ထမင်းလျှော်ပေးမယ်တဲ့ပြီးတော့ဘောဟင်းကတော့အခုချိန်မှာဘောမချင်းချင်းကတော့မှဒီကောင်လက်မခံတော့ဘူးပြီးတော့ဒီကောင်တိုက်ခိုက်နေပြီဆိုရင်တော့ဒီကောင်ကတော့လောင်နေပြီးမှကြောက်နေပြီဖြစ်ပါတယ်သူရဲ့တက်မတော်အရာရှိပိုင်းတွေကလည်းဒီကောင်ကိုအခုချိန်မှာမလက်ခီးရဖြစ်အောင်စော်ချင်နေတာဆိုတာကိုဒီကောင်ကတည်နေပြီးမှဒီကောင်ကိုပေါ့နော်ကျွန်တော်အားလုံးကမုန်းကြတယ်ဆိုတော့ဒီကောင်ကတော့လောကကိုအခုချိန်မှာမြစ်တာတွေပေါ့နော် attention တွေရှာနေတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကာစီနိုမဲ့ finland ကနေဘောမပြောင်ရင်းကလည်းမင်းညက်ကတက်လာပြီးမှ indo နဲ့ flamme ကြောက်တော့တာကိုအရာရှိတွေနဲ့အထက်ကလူကြီးတွေလုံးဝအသုံးမချလို့ဆိုပြီးမှပြောင်ရင်းကတော့လောင်ပြီးမှငိုခဲ့ ဲ့တာဖြစ်ပါတယ်။ကြောင်ရင်းဘယ်လိုငိုခဲ့လဲဆိုတော့ဒီမှာကြည့်လိုက်ပါဦး။အင်းတော်အင်းတော်ဆိုလို့ရှိရင်အင်းတော်ကြတော့ကျွန်တော်အပြစ်မပြောဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အင်းတော်ဒီอืมစကိုင်းတိုင်းအင်းတော်ဒီအာတော်တော်လေးကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုပဲပေါ့ဗျာ။ဟိုပိတ်ဆို့ပြီးတော့အာကခံရတာပေါ့နော်။ပိတ်ဆို့ခါခံရတာကြာပါပြီနော်။ကြာလာပေါင်းမြောက်တာခုခံတိုက်ပွဲဝင်နေစစ်တီတွေတာဝန်ကြီးတာထက်ပိုပြီးတာဝန်ကြီးခဲ့ကြပါလေကျွန်တော်ကတော့အထက်ကိုပဲကျွန်တော်အနေနဲ့တော့အဓိက PRB ပြောဆိုมาပဲဖြစ်တယ်အဲ့တော့အင်းတော်ကြာရှုံးမှုကလည်းပြောရမယ်ဆိုလို့ရှိရင်တော့အန်ရကြီးတဲ့ကြာရှုံးမှုပါအင်းတော်မျိုးကြာဆုံးမှုပါဘာကြောင့်လဲဆိုရှင်စခန်းကြီးအသိန်းခံလိုက်ရတဲ့ပြင်ကိုဟောင်းဝစ်စာကြီးပေါ့နော်ကြက်အမြောက်ကြီးတွေလက်နက်တွေဟာစနိုက်ပါတွေနော်ပြီးရင်နင်းမိုင်းတွေလက်ပစ်ဘုံတွေကြီးတွေဟာတော်လေးကိုအင်းတပုံကပွသွားတာပေါ့ဗျာနော် KIA ဥဆောင်တဲ့ PDF အုပ်စုတွေပေါ့ဗျာနော်လောင်နေပဲမှာတပုံကပွသွားပြီးအင်း တပုံပွားသွားတာအရေးမကြီးဘူးဘယ်သူတွေတွေ့တာဟာအဓိကဒုက္ခရောက်နိုင်တယ်လို့ဆိုလို့ရှိရင်အဲ့ဒီအင်းတော်နဲ့မလန်းမကန်းမှာရှိနေတဲ့ပြည်သူစိတ်ရွာတွေအတွက်ကဒါဒါကြောက်စရာဖြစ်သွားပြီသူတို့ကစိုးရိမ်စရာဖြစ်သွားပြီကြောက်နေပြီဘာကြောင့်လဲဒီလောက်ကြီးအချိန်ကြီးအကြာကြီးအဝိုင်းခံထားရတယ်အချိန်ကြီးအကြာကြီး နော်ကျွန်တော်တို့စီမံခန့်ခွဲလို့ရနောက်ဆုံးအနေနဲ့ကဘလို့ဆုတ်ရမယ်ဆိုတာစီမံခန့်ခွဲလို့ရအောင်တစ်ဖက်ကတပုံကလည်းဝိုင်းုံနေဝိုင်းလာတာနော်အဲ့တော့ဒီလက်နက်တွေကိုမဖြက်စီးပဲနဲ့တပုံလက်ထဲကိုရော့အင်းအကောင်းတိုင်းပေးခဲ့တယ်ဆိုတာတော့ခင်ဗျားတို့လက်ဝါးချင်းများရိုက်ထားသလားပေးယူများလုပ်ထားသလားပေါ့နော်ဒီကြားထဲမှာတို့ပြောတဲ့ပုံရဆိုရင်စစ်တုံမှန်40လောက်အဲတို့ရရှိထားတယ်ဆိုတဲ့ခါကျတော့ခင်ဗျားတို့အပေးယူများနော်ဟိုလက်ဝါးများရိုက်ထားကြသလားဗျာနော်စီမံဆောင်ရွက်ကွက်ကွဲမှုတွေဟာအတုံးမကြတဲ့ကြောင့်မို့လို့ဒီချင်းကဒီစခန်းတုံးခုကြခြင်းမှာ တော်တို့ plan လဲကျွန်တော်တို့အထက်ရာရှိများအသုံးမကျခြင်းပါပဲနော်အင်းတော်လဲအထက်ရာရှိများအသုံးမကျခြင်းပါဟုတ်တယ်အဲ့တော့မြေပြင်စစ်တီတွေအားလုံးကဘာအပြစ်မှမရှိဘူးလို့ကျွန်တော်တို့ကတော့ယူဆတယ်ဗျာနော်အေးဒါပေမဲ့တော့တကယ်တကယ်တမ်းရေဟာအထက်ကအောက်ကိုစီးစင်းပါဟုတ်တယ်အထက်ကအောက်ကိုစီးစင်းအဲ့တော့အာနာကအထက်ကအောက်ကိုစီးစင်းပါလေဒီကိစ္စတွေအရာတွေအားလုံးမှာတကယ်တမ်းရေးကြည့်တဲ့သူအာနာမှာနော်စစ်တပ်ကအမိန့်ဆိုအထက်ကလာလာ ဟုတ်တယ်အမိန့်ဆိုတာပဲရှိတယ်အဲ့တော့ထက်ကလာတဲ့ဒီအမိန့်ကိုအဓိကပေးနေတဲ့ပုံကိုခင်ဗျားတို့ဝေဖန်ကိုကြတော့ခင်ဗျားတို့မေ့နေတယ်အဲ့လိုလူမျိုးကိုခင်ဗျားတို့ကိုစားဝေဖန်ပေးတဲ့သူတွေကြတော့ခင်ဗျားတို့ဝိုင်းဆဲခြင်းတယ် ယခုချိန်မှာစနော်ဖင်လန်နဲ့ပြောင်ရင်းကတော့မှမင်းအောင်လိုက်ကိုအားမရတွေဖြစ်နေပြီးမှဖလန်နဲ့အင်းတော်မျိုးတွေကြတာကတော့အောက်ကတက်မတော်တွေရဲ့အဖြစ်မဟုတ်ဘူးဒီအထက်ကလို့ပေါ့နော်လူကြီးပိုင်းတွေရဲ့အဖြစ်ပါဆိုရင်ဒီကောင်ကတော့လုံးဝကိုဖော်ထုတ်နေပြီဖြစ်ပါတယ်ပြီးတော့ဒီကောင်ကတော့မင်းအောင်လိုက်ကိုတဲ့မဆဲချင်လို့တာပေါ့နော်မင်းအောင်လိုက်ရဲ့နာမည်မတက်တာပဲရှိတယ်ဒီကောင်ကတော့မင်းအောင်လိုက်ကိုတဲ့ဆဲချင်တာပဲဖြစ်ပါတယ်ဖင်လန်ကနေပြောင်ရင်းရဲ့မင်းအဲ့လောက်ထိတက်နေရင်လဲပေါ့နော်ခုချိန်ကနေမင်း passport visa လျှောက်ထားလိုက်မြန်မာပြူပြန်ပြီးတော့မင်းစစ်မှုထမ်းပြီးမှမင်းကိုယ်တိုင်သွားတိုက်လိုက်ပါလားလို့ပဲကျွန်တော်ပြောင်ရင်းယူမှချင်တာဖြစ်ပါတယ်ပြီးတော့ပြောင်ရင်းရဲ့ဒီမျိုးတွေပဲမဟုတ်ဘူးအခြားသောမျိုးအများကြီးလာအောင်မင်းတို့သာပြီးဖို့နေရရှာ ားလို့ပဲကျွန်တော်ပြောင်းရင်းဥမာချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေဆုံးထိကြည့်ရှုပေးရတဲ့ပရိသတ်များလို့ကိုကျေးဇူးများတင်ပါတယ်ပရိသတ်များလို့ရှိတဲ့နေရာတိတိမှာဘေကင်းလုံးချုံကျမ်းမှချမ်းသာကြပါစေလို့ဆုမတောင်းပေးလိုက်နေအားလုံးပဲ have a good day ပါတက်ခဲပါနော်